အားလုံးပဲမြင်ပါပါအာဇင်ရဲ့အပြောင်းရွှေ့အကြောင်းလေးကိုကျွန်တော်နည်းနည်းဆွေးနွေးခြင်းနဲ့အဓိကတော့ဘောနော်ကျွန်တော်တို့တင်ငယ်ချင်းတွေအကောင်လေးပဲတိုက်စစ်မှုတယောက်လူတွေဒါလူတိုင်းသိတယ်အကောင်လုံးလေးပဲအာဇင်ရဲ့ကိုတိုက်စစ်မှုရောက်စေခြင်းနဲ့ဆိုတော့အကောင်လုံးပဲအော်နေကြတယ်ကျွန်တော်တို့တိုက်စစ်မှုလို့တာဒီနေ့မှမဟုတ်ဘူးလေဒီကပြီးခဲ့တဲ့နေ့တည်းကကျွန်တော်တို့လူတယ်ကျွန်တော်တိုက်စစ်မှုကိုပြီးခဲ့တဲ့နေ့တည်းကလူတာဒါပေမဲ့ဘာလို့ဒီနေ့မှဘာလို့ပိုအော်နေတာလဲအမှန်တော့ဘာလို့ပိုအော်လဲမဟုတ်ပါဘူးနှစ်တိုင်းကျွန်တော်တို့ပိုအော်ခဲ့ရပါတယ် ဘယ်နီးစက်တဲ့တိုက်စစ်မှုဘီဒီယိုဂေါဂရက်ဆုဆိုရလဲဒါဘက်ဂျီမင်ဆက်ကူလို့ဆိုလဲပြီးခဲ့နှစ်တည်းကကြည်လာတဲ့ကစားသမားတွေပေါ့နော်အဲ့တော့အခုဘက်ဂျီမင်ဆက်ကူနဲ့တည်င်းဆိုလဲကျွန်တော်တို့ဈေးနှုန်းများတယ်ဆိုပြီးတော့တက်လာပြီဘီဒီယိုဂေါဂရက်ကတော့အရာကောင်းရနိုင်တယ်တေချာတိတိစေဆိုင်တော့ညှိဖို့လိုတယ်တေချာပေါက်သူကထွက်မှာအစနေသင်းကတကယ်လဲခေါ်ယူခြင်းနဲ့သူ့ကိုဘယ်လိုသုံးမယ်ဆိုတာကိုတေချာလေးပြောပြနိုင်တယ်ဆိုရင်ဂေါဂရက်ကတော့ရောက်လာနိုင်တယ်သို့တော်လည်းပဲနောက်ချိန်မှလည်းရောက်မယ်ဒါကြောင့်လည်းဆိုတော့ကျွန်တော်တို့ ကျွန်တော်အသင်းကိုကျွန်တော်တို့ကပြပြဝဝယုံကြည်လာလို့မရအောင်ပြီးခဲ့တဲ့နှစ်တည်းကလိုတဲ့တိုက်စစ်ကာလာဖီရီတယောက်ပဲရောက်လာခဲ့တယ်တိုက်စစ်မှုကောမလို့ကောမလို့ကောမလို့နဲ့ကျွန်တော်ပြောင်းရွှေ့စီကိုပိတ်သွားခဲ့တယ်အားလုံးမဲ့မဲ့မိနေတယ်ဒါပေမဲ့ယာဒီအစမှာကျွန်တော်တို့ခြေစွမ်းကောင်းနေတဲ့အတူဇရားထိတ်လေးမှရှိနေတော့အကုန်လုံးကမြှောက်လင်းနေကြတယ်မိသွားကြတယ်ကျွန်တော်တို့တင်းမှာတိုက်စစ်လိုနေတယ်ဆိုတော့ဘယ်ချိန်မှသတိရလဲဆိုတော့ကျွန်တော်တို့ဟာဗက်နာရဲစကာနာရဲမာတီနလီနာရဲအုံလဲနာလဲနာကိုကျွန်တော်တိုက်စစ်မရှိတော့ ဂဗရီဂျီဆက်စ်ပါနားတယ်ဒီရှားတွေကအဲ့တော့ကျွန်တော်တို့က300ရာမရှိတော့မရှိတော့နောက်ဆုံးမယ်ရီမယ်ရီနိုတိုက်စစ်ရောက်လာတယ်အဲ့တော့အဲ့မရှိတော့တဲ့အချိန်မှာကျွန်တော်ဆောင်းရံဒီစီကပြီးခဲ့တယ်ဝက်ကင်းကိုလည်းကော်ခွင့်ရခဲ့တယ်မခေါ်ဘူးအခုလည်းပဲလိုတယ်ပုံမှန်ပဲလေဒါလိုနေတာကျွန်တော်တိုက်စစ်လိုနေတာနောက်ဆုံးဘယ်သူမှမရပဲနဲ့ကျွန်တော်နောက်ဆုံးနေကိုဂျက်ဆင်တို့ဂါနာရှိုးတို့ရောက်လာရင်ရောစိတ်ပြည့်စရာရာသီတစ်ခုအနေနဲ့စိတ်ပြည့်စရာအပြောင်းအရွှေ့ဈေးဝတ်တစ်ခုအနေနဲ့ပြီးဆုံးသွားပါ ကိုဇူဘီမန်တွေရောက်လာပါတယ်ဇူဘီမန်တွေရောက်လာကြိုက်ပါတယ်ပြောပါတယ်ဒါပေမဲ့အသင်းကဟန်ချက်မညီနေပါဘူးအသင်းမှာကျွန်တော်တို့မဖြစ်မနေ left winger တယောက်ကျွန်တော်တို့ center forward တယောက်ကျွန်တော်လိုလိုပါတယ်အရန်အနေနဲ့တိုင်းဘက်ဆိုကျွန်တော်တို့အရန်အနေနဲ့ထိုင်တာမထားလို့ရှိရင်သူ့ position ပြောင်းစော်ခိုင်းတာ fox 9တို့ second striker role တို့ကိုပြောင်းစော်ခိုင်းတာဒါမှမဟုတ် attacking midfielder အနေနဲ့ထားတာမျိုးသုံးကျင်နေဆိုဒါမျိုးသုံးတယ်ဒါပေမဲ့တိုင်းဘက်ကတိုက်ဆက်မှုစစ်စစ်အနေနဲ့ကျွန်တော်တို့ဘယ်လိုမှမကြဘူး သူ့ရဲ့ lower nose ကိုကြိုက်တယ်။တစ်ဖက်အသင်းကို pressure ပေးနိုင်တဲ့ဟာတွေသဘောကျတယ်။ဒါပေမဲ့ယာတီတစ်ခုမှာ930လောက်ပုံမှန်သွင်းနိုင်မယ်တိုက်စစ်မှုတွေများ Danvers ကမပါဘူး။အဲ့လိုကစားသမားမျိုးလည်းမဟုတ်ဘူး။သူကတိုက်စစ်မှုစစ်စစ် original တိုက်စစ်မှုစစ်စစ်မဟုတ်ဘူး။သူကိုယ်တိုင်ကကွင်းလေအားတန်တဲ့ကွင်းလေမှာအသက်ကြီးအားတန်တဲ့ကစားသမားမျိုး။ဒါကိုအခုချိန်မှာတိုက်စစ်မှုအနေနဲ့ကျွန်တော်သုံးတယ်။ဒီပြေုံမှာထက်ပြီးတော့သူနာပါလို့ဆိုပြီးမယ်ရီနိုသုံးတယ်။ဒါရီကအဖြေမဟုတ်ဘူး။ ကျွန်တော်ပြည်သက်တွေအားလုံးသိတယ်။ဒါပေမဲ့ဒီနှစ်ကိုအဖြစ်အုံးမှာရဂျီမင်ဆက်ကူနဲ့ကိစ္စဈေးများတဲ့ဘာညာအတန်တွေထွက်လာပြီးကျွန်တော်တို့ကြားနေရပြီ။ဗီဒီယိုဂေါဂရက်ကိုလည်းပဲရဂျီမင်ဆက်ကူလိုလိုဂေါဂရက်လိုလိုနဲ့အိုလိုလိုဒီလိုလိုလုပ်နေတော့မယ်။ရိုဒီဂိုဘာဈေးများတာလဲပြသိလား။ဟုတ်ပါရဲ့သူရဲ့ develop ကကိုအသက်တင်ပေးရမယ်ပတ်စံပမာဏဘလောက်ဖြစ်နေလို့များတယ်ဆုံးလက်ခံလက်ခံလက်မခံဘူးဒါပေမဲ့ ရိုရီโกဂျူလီယန်အေဗရစ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဂေါခရက်စ်ဒီလိုကစားသမားတွေကတက်တည်ပြပြီးသားကစားသမားတွေအသင်းကိုရောက်လာတာနဲ့ကောင်းမယ်ကစားသမားတွေပြောချင်တာအဲ့တော့ကျွန်တော်တို့အသင်းကတေချာပေါ့ဖလားယူမှာတေချာတယ်ဆိုရင်ဖလားယူမှာတေချာတယ်ဆိုရင်ဟုတ်တယ်ခုစဉ်းစားကြည့်ဗျာဒါဖလားရရမရရရတဲ့စုရေးတွေအရင်မကွာဘူးဒါပေမဲ့ပြည်သက်တွေအတွက်ကိုကြည်ပေးဦးမယ်ဗျာကျွန်တော်တို့ကြည်ပေးဦး ကျွန်တော်ကြည်ပြီးတော့တယ်မှာပရီးမီးယားလီဂ်ကိုဟုတ်တယ်1နဲ့2နဲ့ကွာခြားချက်က3.7 3.9တန်လာပဲกว่าတယ်ဒါပေမဲ့အရေးကြီးတာအဲ့ပတ်စံဘယ်လောက်ရလဲဆိုတဲ့ကိစ္စမဟုတ်တော့ဘူးပြအဲ့ဒါလည်းမဟုတ်တော့ကျွန်တော်ပရိသတ်တွေထဲမှာ feeling ရှိနေတာကကျွန်တော်တို့အတင်းပြီးဖလားမရတဲ့အတင်းအတင်းကြီးမဟုတ်ဘူးလို့ခံစားနေရတဲ့ feel ကျွန်တော်ပရိသတ်တွေအကုန်လုံးမှာရှိတယ်အာဆင်နယ်ပရိသတ်တိုင်းမှာရှိတယ်တချို့ပရိသတ်တွေဆိုအဲ့လိုဟာနေပြီးတော့ toxic ဖြစ်ပြီးတော့ အာဆင်နယ်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုမကောင်းမြင်နေတဲ့ fan တွေလည်းရှိတယ်။ကျွန်တော်တို့လိုမျိုးချိန်တွေးပြီးတော့အာဆင်နယ်ကိုဆက်အားပေးနေရတဲ့ fan တွေလည်းရှိတယ်။နှစ်မျိုးပဲရှိတော့ပြောချင်တာပါစစ်ဖြစ်ဖြစ်မဖြစ်လို့ရှိရင်ကန်နီပါမီကိုအဆုံးထိကြည့်ရင်ကြည့်နှစ်မျိုးပဲရှိအာဆင်နယ် fan တွေမှာအခုအချိန်ထိကိုကျွန်တော်တို့အားပေးလာတဲ့တခြားမှာကျွန်တော်တို့ကျင်နေလောက်တဲ့လူခော်ယူမှုမျိုးတွေဘယ်တော့မှမလုပ်ခဲ့ချွေးသိမ့်မဲ့ခော်ယူမှုတွေပဲအများအားလုပ်ခဲ့အခုလိုအပ်နေတဲ့ ျွန်တော်ပြောင်းရွှေ့ဈေးကပိတ်တဲ့အချိန်အထိဝိုးရဝါဒဝိုးရဝါဒလောက်ပြီးတော့အုံတိုင်းဆိုပြီးတော့အဲ့မှာနေကိုကျစင်လို့ကစားသမားမျိုးတွေကောက်ခေါ်တာမျိုးတွေပေါ့ကျွန်တော်တို့ surprise အနေနဲ့ကြုံနေချောရနိုင်တယ်အဲ့တော့ကြိုတင်ပြီးတော့စိတ်ကိုတော့ပြင်ဆင်ထားစေဒီအတင်းကပြိတ္တတ်ကိုအရင်ကြီးကြည့်ရတယ်မဟုတ်ကုဇူမီမီရောက်လာတယ်ကျွန်တော်တို့ဇူမီမီနဲ့လုံမန်းနေနဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်တို့မမေ့ဘူးဇူမီမီရောက်လာလို့ပျော်တဲ့အပျော်ဝါတစ်ပိုင်း နောက်တစ်ပိုင်းနေနဲ့ကျွန်တော်တို့တိုက်စစ်မှုစစ်စစ်လိုတယ်လိုတယ်ကျွန်တော်ပြောနေအဓိကအဖြစ်သူတို့ချိန်နေတဲ့ကစားသမား၂ယောက်ရှိတယ်ကျွန်တော်တို့တစ်ယောက်တော့ရောက်လာစီအစဆက်ကူပဲသူတို့အတင်းလိုက်နေတဲ့ပုံစံမျိုးတရင်နေကြားလာနေတယ်ဒါပေမဲ့ဆက်ကူရဲ့တရင်ကလည်းပဲအခုတန်90ပချလိုက်မှာဆိုရင်တော့မတန်ဘူးဆိုတဲ့ကိစ္စကြီးဖြစ်လာတယ်ကွန်ဂရက်ကိုခေါ်မလားဆိုတဲ့ကိစ္စပါလေမေးစရာရှိရဲ့သူတို့တိတိဆိဆိုင်ညှိပါလားဘာလို့ဆိုချိန်နာတာကြာလို့ရှိရင်တခြားအတင်းတွေကြားဝင်လာ ာဆင်းနဲ့ဒီကနေပြီးကြားဝင်ကြားပြတ်ခေါ်ယူသွားတဲ့ကစားသမားတွေကလည်းမနေဘူးအနည်းဆုံးဖြစ်တဲ့မျိုးကံပြိုင်ဘက်ဒါချဲစီလို့အသိရဆိုရင်အာဆင်နယ်ကချိန်ထားသမျှဟိုကစားသမားတွေကိုလိုက်ခေါ်တာတကယ်များတယ်။ဒါမူထရစ်တို့ကိုက်ဆိုင်တို့တို့ကဒါပြောရမယ်ဆိုရင်ပြယုံပဲ။ဒါဒီအသိင်းကကိုကိုတွေချိန်လိုက်ပြီဆိုရင်တို့ကနောက်ကနေပြီးလိုက်ခေါ်ဖို့အဆင်နဲ့ပဲ။ပြီးတော့ချဲစီကကောင်းလာပြီနော်။ချဲစီကောင်းလာပြီ။ဒါမဲ့တင့်မှာအိုကောင်းလာလို့ပဲရှိတယ်။ ာဆင်နယ်အသင်းမှာရတော့ရှင်ရင်းဆွဲလူနဲ့အာဆင်နယ်အသင်းကကောင်းပြီဒါဒါပေမဲ့အာဆင်နယ်အသင်းက perfect ဆိုတဲ့အချိန်အာဆင်နယ်အကောင်းဆုံးဆိုတဲ့အချိန်ရောက်အောင်စွဲတင်မှုအတွက်ကစားသမားမဖြစ်မနေနောက်တစ်ယောက်တိတိလို့ရယ်ကျန်တဲ့ကစားသမားတွေကတော့ကျွန်တော်တို့ရှင်ရင်းဆွဲကစားသမားတွေကို contract renew တွေလုပ်ဖို့လိုအပ်မယ်အဲ့တော့အဲ့နှစ်ယောက်ကလည်းဒင်းပြည့်ချက်ပြည့်ကစားသမားမျိုးဖြစ်ရအခုလွတ်နေတဲ့ Ellison တို့ကဟာ Garner Cho တို့လိုကစားသမားမျိုးတွေ Nico Jensen တို့လိုကစားသမားမျိုးတွေကိုပြောတာမဟုတ်ဘူးဒီလိုကစားသမားတွေရောက်လာရင် ကျွန်တော်အသင်းဘာမှမထူးဘူးကျွန်တော်အသင်းဘာမှထူးဖို့မရှိဘူးအဲ့တော့ကျွန်တော်အသင်းထူးထူးခြားခြားဖြစ်ချင်နေဆိုရင်ကောင်းကောင်းမွန်မွန်ဖြစ်တဲ့ကစားသမားမျိုးတွေကိုကျွန်တော်တို့အသင်းခေါ်ယူဖို့လိုအပ်တယ်ဒီတစ်ချိန်မှာတို့ဘယ်လိုရွှေ့မှာလဲအကုန်လုံးကတော့ဒီတစ်ချိန်မှာတို့ယုံကြည်ထားကြတဲ့လူက90ရာခိုင်နှုန်းလောက်ရှိတယ်အဲ့90ရာခိုင်နှုန်းလောက်တော့လူရဲ့ယုံကြည်ချက်ကိုတို့ရိုက်ချိုးအောင်ပါလားဒီတစ်ချိန်မှာတို့တို့လုပ်အောင်ပါလားပုံမှန်လုံးနေကြတော့ကျွန်တော်တို့ပြောသလိုပဲပြီးခဲ့တဲ့နေ့ကလူလူတွေဒါပေမဲ့မခေါ်ဘဲနဲ့ပဲပြီးသွားသလို စောင်းရာဒီအပြောင်းရွှေ့မှာပါပေါ်တင်ကြီးမခေါ်ပေါ်တင်ကြီးမခေါ်တကယ်ကိုရုံမာတယ်လို့ပြောလို့ရတဲ့ပုံအဖွဲ့သိလားကျွန်တော်တို့ working ကိုတုံးလိုက်မယ်ပစံညာဘလောက်ကုန်ပါဂျာဒီဝတ်အငားနေပဲဖြစ်ဖြစ်ခေါ်လိုက်ရင်အများကြီးစင်ပြီဒါမဲ့ခေါ်ယူခွင့်ရှိရဲ့မခေါ်ဘူးရောက်မလာခဲ့ဘူးကျွန်တော်တို့အတင်းမှာတိုက်စစ်မှုမရှိရဲ့နောက်ဆက်တွဲကို very new လို့ပါအောင်ဖြေဆော်တယ် စင်ပြေတယ်လို့လို့မပြေတယ်လို့နဲ့ပဲတွားတယ်နောက်ဆုံး flare ကိုမလုပ်နိုင်ရတယ်အဲ့တော့ကျွန်တော်ရဲ့တငယ်ရင်းတွေရောဘယ်အဖွဲ့အစည်းမှာပါလဲဒီနှစ်မှာအာဆင်နယ်တင်းလူတွေခေါ်မယ်လို့ကြုံကြည်ချက်ရှိရတယ်မှာပါလားဒါမှမဟုတ်ပုံမှန်တိုင်းပဲဒုံရင်းဒုံရင်းပဲတွားမယ်လို့ထင်တာကိုမမမန်ခဲ့လို့ရပါတယ်ဒါတော့ကျွန်တော်ရဲ့အတွေ့အမြင်တွေ transfer နဲ့ပတ်သက်တဲ့အတွေ့အမြင်တွေကိုကျွန်တော် sharing လုပ်ပေးရပြပါတယ်နောက်တစ်ဗီဒီယိုနဲ့တူပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးများကြီးချက်